ပမာရုပ်ရှင်ဒူးကျွန်စုပေးပွဲနဲ့အကယ်ဒမီစု၅ချိန်ရထားတဲ့ပြည်တည်ဦးအလုံးမဲမင်္ဂလာပါ MSLitos News Channel ကနေကြိုဆိုပါရစေ။မြမရုပ်ရှင်ဒူးကျွန်စုရှင်ပြည်တည်ဦးကအနာသိမှုစန့်ကျင်ဇန္နာပြမှုတွေမှာပါဝင်မှုကြောင့်တိမ့်တိမ့်ခံရပြီးနောက်2022ခုနှစ်မတ်လမှာထောင်မလွတ်လာပြီးနောက်ရုပ်ရှင်လောကကိုပြန်လည်ဝင်ရောက်လာခဲ့ပါတယ်။စေစိုးရဝါရဖြန့်ချီအကျိုးပေးမှုနဲ့ဆက်ဆက်နေခြင်းကြောင့်၎င်း၏ပြန်လည်ရောက်ရှိလာခြင်းမှာရောထွေသောတုတ်ပြန်မှုနဲ့ကြောင့်တွေ့ခင်ရပါတယ်။ ပြည်တူးနဲ့ဇနီးမင်းသမီးအိနာကျော်စင်တို့က2020နှစ်မတ်လမှာစင်အစိုးရမှလွတ်ငြိမ်းချမ်းသာဝင်ပေးခဲ့တဲ့ထင်ရှားကြော်ကြားတဲ့အနုပညာရှင်များနဲ့မှာပါဝင်ခဲ့ပြီးနိုင်ငံတော်တိဆောက်ရေးမှာပါဝင်ခဲ့ကြပါတယ်။သို့တော်လည်းဝေဖန်သူတွေက၎င်းရဲ့ယုံတင်ပြသမှုကအခြေအနေရတာဖြစ်ပြီးပုံမှန်ခြေနေရဲ့မျက်နှာစာကိုဖန်တီးရန်ကြိုးပမ်းနဲ့စစ်တဲ့ထိန်းချုပ်ထားတဲ့ရုပ်ရှင်လုပ်ငန်းနဲ့ပူပေါင်းလုံဆောင်ရေးလိုအပ်သည့်ဝေဖန်သူတွေကတင်ကြေးပေးကြပါတယ်။ယုံတင်ပြသပြီးရင်နောက်မကြာမီမှာပြည်တူးနေနာကျော်စင်တို့ကစစ်ဆွေးရကအတီးပြုထားတဲ့ဇက်ကားတွေမှာပါဝင်တရုတ်ဆောင်ခဲ့ကြတဲ့လူမင်းရဲ့မနေချီဘူး မကွဲမနေရပါဝင်ဆင်ဆွဲကတည်ပြုထားတဲ့ဇက်ကားတွေမှာပါဝင်နေကြတဲ့ရရှိပါတယ်။ရင်းဇက်ကားတွေမှာ2020နှစ်ဧပြီလမှာရုပ်ရှင်ရုံတွေမှာပြန်လည်ဖွင့်လှစ်ချိန်မှာပထမဆုံးပြသတဲ့ဇက်ကားတွေပဲဖြစ်ပါတယ်။မြမဖြော်ဖြေးနဲ့ပဲမှပြည်သူတွေနဲ့ပြည်သူများစုကပြည်တည်ဦးရဲ့ပြန်လာခြင်းကိုတန်တရားဖြင့်ရှုမြင်ကြပြီး၎င်းကစိတ်ဆွေရဝါဒဖြန့်ဆက်နဲ့အတင်းကျပ်လိုက်ရညှိထွေးဖြစ်ပါတယ်။ နိုင်ငံပိုင်တိုင်ခပိတ်ဆို့ထားတဲ့ဇက်ကားတွေမှာ၎င်းရဲ့ပေါင်မှုကစစ်အုပ်ချုပ်ရေးကိုစန့်ကျင်တဲ့၎င်း၏ရခင်ရည်တင်ချက်ကိုပြပြားစီရလို့ယုံကြည်တဲ့ပြည်သက်ချုပ်ကစိတ်ပြစ်ခဲ့ကြပါတယ်။တစ်ချိန်ထဲမှာလည်းလွတ်လပ်တဲ့ရုပ်ရှင်ရိုက်ကူးသူတွေကနိုင်ငံရဲ့ချာမှာစုရမြန်မာဒိုင်ရီကဲ့သို့ရေးပါတဲ့ဇက်ကားတွေကိုဆက်လက်ထုတ်လုပ်ခဲ့ပြီးအစိုးရချုပ်ကင်မှုနဲ့စန့်ကျင်ဘက်ရုပ်ရှင်တွေကြားတိတိတသားခြားနားမှုကိုမိမောင်းထုတ်ပြခဲ့ပါတယ်။ ပြည်တည်ဦးကမဖန်းစီမီကထိုင်းမြန်မာပူးတွဲထုတ်လို့ဖြစ်တဲ့ TTN Donan 2016ပေါင်းဝင်စကားပေါင်း50ကျော်ရိုက်ကိုခဲ့ပြီး၎င်း၏ပထမဆုံးနိုင်ငံတကာ project မှာမြန်မာရုပ်ရှင်ထူးချွန်ပြောင်မြောက်တဲ့နိုင်ငံတည်ဆောက်များထဲမှာတဝယ်ဖြစ်ပါတယ်။စေချောင်းသားများအတွက်ပညာသင်စုဖောင်ဒေးရှင်းများပါဝင်စီးပွားဖြစ်အောင်မြင်မှုနဲ့လူမှုရေးတကြားလှုပ်ရှားမှုတွေကြောင့်အခေါင်ဤသူ၏အသက်မွေးဝမ်းကြောင်းကိုမှတ်သားပြုခဲ့ပါတယ်။ ပြည်သူကရုပ်ရှင်လောကကိုပြန်လည်ဝင်ရောက်လာခြင်းမှာငင်းခုန်ဖြစ်နေစေဖြစ်ပြီးစေုပ်ချုပ်ရအောင်မှလူပညာရှင်တွေရဲ့ရုံးကန်လှူရှာမှုကိုတင်ရစေပါတယ်။တရုတ်ဆောင်တွေပြန်လည်စတင်ချိန်မှာတော့လွတ်မြောက်လာတဲ့ချိန်နေနဲ့ရုပ်ရှင်လုပ်ငန်းပေါ်စေဆိုရချုပ်ခိုင်းမှုကအတင်းကြပြီးနောက်ပိုင်းအသက်မွေးရန်ကြောင့်အရေးအယံတွေပေါ်လွင်စေခဲ့ပါတယ်။နိုင်ငံရေးဖိနှိပ်မှုကြောင့်မှမြန်မာနိုင်ငံရှိပြည်သူတွေအခက်အခဲရွေးချယ်မှုတွေကို၎င်းကဇလန်းကောင်အလေးပေးဖော်ပြပါတယ်။မဆုံးသင့်ချွတ်နာစင်ပြေပိတအားလုံးကိုကျေးဇူးတင်ပါတယ်။ကျမတို့ channel ကိုလည်း like and subscribe လေးလုပ်ပေးကြပါအောင်ရှင်။